ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အာကိုရီးယားကိုရောက်ပြီဆိုလို့ရှင်ကျွန်တော်ကိုရီးယားမှာအာတခြားပြည်ပကနေပြီးပစ္စည်းတွေမှာကျင်တဲ့အခါမျိုးမှာ custom clearance code ဆိုတဲ့ဒီ code တစ်ခုလိုအပ်တယ်ပေါ့နော်ခန်းဆက်သုံးလုံးပါတဲ့ code တစ်ခုလိုအပ်တယ်အဲ့တော့ကျွန်တော်တို့ဘာအတွက်သုံးတာလဲဆိုလို့ရှင်တော့ကျွန်တော်တို့နိုင်ငံခြားနေပြီးဒီတွင်ကိုကိုရီးယားပြည်တွင်ကိုပစ္စည်းတွေတင်သွင်းတဲ့အခါမှာဘသူကဘေးလိမ့်စာမှာနေရပသူဒီအဲကျွန်တော်ဒီကုန်းနံပါတ်ကိုတည်တာနဲ့ဒီလူရဲ့အချက်လက်ကိုရှာလို့ရတယ်ပေါ့နော်။အော် အာဒီပစ္စည်းကိုဘသူကတွင်းมาလဲဘေးကနေတွင်းมาလဲစားရှိတဲ့အဖြစ်ကျွန်တော် customer စစ်ဆေးပြီးတော့တွင်းတာဖြစ်ပါလေအဲ့လိုမျိုးတွင်းတဲ့အချိန်မှာဒီပစ္စည်းရဲ့တွင်းတဲ့ပစ္စည်းရဲ့ history ကိုလည်းလိုက်လို့ရတယ်ပိုင်းရှင်ကိုလည်းလိုက်လို့ရတာပေါ့နော်အဲဒီလိုမျိုးအချိန်တွေမှာဒီကုတ်ကိုတုံးတယ်အထူးသဖြင့်တော့ကျွန်တော်တို့ shine တို့ team you တို့ alias pad တို့မှာဝယ်တဲ့အချိန်မှာအဓိကလိုရပါတယ်အဓိကနဲ့တခြားနိုင်ငံတွေဒီကိုဝယ်ဥပမာ Amazon တို့ eBay တို့ကနေပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်လည်းဒီကုတ်က လိုအပ်ပါတယ်အရန်ဖန်ရန်ခါကျွန်တော်တို့ကူဖမ်းပါလေပဲပစ္စည်းအမားတွေမှာတချို့ပစ္စည်းတွေကတခြားနိုင်ငံဥပမာအများတော်ဖြစ်တရုတ်ကတွင်းနေရတယ်ဆိုလို့ရှိရင်ကျွန်တော်ကဆယ်လာကတရုတ်ဘက်ကဆိုလို့ရှိရင်ဘာလို့မလဲဆိုလို့ရှိရင်ဒီကုတ်ကိုလိုအပ်တယ်ဒီတိုင်းပုံမှန်ဝယ်နေကြအတိုင်းဝယ်လို့မရဘူးပေါ့နော်အဲ့လိုအချိန်မှာဒီကုတ်ကိုလိုအပ်တယ် အဲ့တော့ဒီမှာရှိနေရဖြစ်တဲ့လိုလဲလိုအပ်တယ်လုံးလဲလုံထတဲ့နေပေါ့နော်အဲ့တော့ကျွန်တော်အရင်တော့လည်းဒီကနေ့ပတ်သက်ပြီးတင်ခဲ့ဘူးတယ်ဒါပေမဲ့တော်တော်များများကအဆင်မပြေတဲ့အပိုင်းလေးရှိလို့လာမေးကြတာများလို့ကျွန်တော်ဒီမှာဗီဒီယိုလုပ်ပြီးတော့တင်ပေးလိုက်ပါမယ်အဲ့တော့နံပါတ်၁ကကျွန်တော်တို့ဒီ Google search bar မှာ Korean custom code ဆိုပြီးတော့ရိုက်လိုက်မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီမှာ concept ချောင်းဆိုတဲ့ဒီ website တခုထွက်လာလိမ့်မယ်ကျွန်တော်ကဒီမှာ English လို့အဓိကသုံးပြီးတော့ပြောသွားပြီးပါမယ်နော် website မှာလည်းပဲ အဲ electronic လို့တောင်းရတာပို့ပြီးတော့ကျွန်တော်ကတော့အာတန်တယ်ဘာလို့ဖုန်းနဲ့လည်းလုံးလို့မရဘူးတော့မဟုတ်ဘူးလုံးလို့တော့ရှာတယ်တော်တော်များများပဲ user interface ကတိတ်ပြီးတော့မကောင်းဘူးเนาะ UI အားမရဘူးเนาะကျွန်တော်ကတော့တကယ်ပို့ပြီးအာတနာဖြစ်တဲ့အတွက်ဒီကောင်နဲ့ပြပေးမယ် laptop နဲ့ English version နဲ့ကျွန်တော်ပြပေးမယ်ပေါ့เนาะအဲ့တော့ website ကိုဝင်လိုက်ပြီးဆိုတာနဲ့ကျွန်တော်ဒီစာမျက်နှာကိုအရင်ဆုံးရောက်မယ်အဲ့တော့မှကျွန်တော်တို့ personal custom clear code ဆိုတဲ့နေရာကိုရွေးပေးလိုက်တာနဲ့ဒီ စာမျက်နှာကို universe စာမျက်နှာကိုကြာလာလိမ့်မယ်ဒီစာမျက်နှာကမှာအဓိကနှစ်ချက်ရှိတယ် check ဆိုတာကကြတော့ကျွန်တော်တို့အရင်တော့ဖွင့်ပြီးသားသူတွေကကိုယ့်ရဲ့ကုတ်ကိုမေ့သွားတာမသိတော့တာမမှတ်မိတော့တာမျိုးဆိုလို့ရှိရင်ဒီ check ကနေပြီးတော့ကိုယ့်ရဲ့ challenge ထည့်ပြီးတော့သွားဆစ်လို့ရတယ်ကိုယ့်ရဲ့ကုတ်ကိုအဲအသစ်ဖွင့်မဲ့လူတွေကတော့ new issue ဆိုတဲ့နေရာကိုနှိပ်ပြီးတော့သွားပြီးတော့ဖွင့်လို့ရတယ်အဲ့လိုမျိုးနှိပ်ပြီးတာနဲ့ကျွန်တော်တို့ဒီရဲ့ challenge တွေကိုပေါ့နော် အာဖြစ်မယ်နံပါတ်တွေဖြစ်မယ်မွေးတက်ကလေးတွေဖြစ်မယ် ID က ID ကရဲ့အရှိချောင်းလုံးရှိမယ် ID ကရဲ့နောက်ခုနှစ်လုံးဖြစ်မယ်ပြီးရင် capture code ဖြစ်မယ် verification လောက်လဲ confirm လောက်လိုက်တာ ਨੇ ကျွန်တော်တို့အာဒီဟို sync ကနေအာ verification လုပ်မယ်ပေါ့နော် အဲ့တော့အဲ့ချိန်မှာဒီနေရာမှာအမှားများကြတယ်ပေါ့နော်ဘလို့မှားကြလဲဆိုအများစုကကိုရဲ့ဖုန်းလိုင်းစင်ကက်ကိုပဲတွားယူလိုက်တာဥပမာ LGU+ LGU+ တုံးတဲ့လူကဒီ LG အပေါ်က U+ ကိုတုံးကိုယူလိုက်တာ SK တုံးတဲ့သူကအပေါ်က SK ကိုယူလိုက်တာမျိုးပေါ့နော်အဲ့ဟာဘလို့လူတွေအတွက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ ID ကနေကျွန်တော်တို့ဖုန်းလိုင်း line ဖုန်းတွေပါလိဝယ်ထားတဲ့သူတွေအတွက်အဓိကဒီယာတွေကသက်ဆိုင်ပါတယ်ကျွန်တော်တို့တာမန်ကိုရီးယားရောက်ခါစား passport နဲ့ချိန်ဆက်ပြီးတော့ဝယ်ထားတဲ့ sim card တွေက ဘတ်ဂျက်ဖုန်းလို့အာဒယ်ဖုန်းကိုရလို့ဆိုရင်တော့ပေါ့နော်အဲဒီထဲကအောက်တန်းနေရရွေးပြမှာအောက်တန်းနေ LG Plus ဆိုရင် LG Plus ကိုရွေးအဲအဓိကကိုယ့်ရဲ့ line ကိုရွေးပြရမှာဒီအောက်တန်းနေရအဓိကအများစုရွေးချက်ရမှာပေါ့နော်အဲ့ဒါရွေးပြတာနဲ့ကျွန်တော်တို့ဆက်သွားမယ်ဆိုလို့ရှိရင် test authentication ရွေးချက်ရမယ်အဲ့ဒါရွေးပြလို့ရှိရင်နာမည်အဲ ID card အချက်အလက်ရိုက်မယ်ပြီးရင် capture ကုတ်ရိုက်မှာဖုန်းနံပါတ်ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကုတ်ပေးလိုက်မယ်အဲ့ SMS တက်လာတဲ့ကုတ်ကိုဒီမှာ verification လုပ်ပေးရမယ်အဲ့ဒါပြီးလို့ရှိရင်ဒီစာမျက်နှာကြာလာလိမ့်မယ်ဒီစာမျက်နှာမှာကျွန်တော်တို့နံပါတ်1နာမည်အဲ alien registration number ဒီမှာကျွန်တော်ဖြည့်ပေးရမယ်ပြီးရင်ကျွန်တော်တို့ဒီလိပ်စာဖြည့်ရမယ်တယ်လီဖုန်းနံပါတ်ဖြည့်ရမယ် email ဖြည့်ရမယ်ပေါ့နော်အဲ့တော့ address ကဘယ်လိုဖြည့်မလဲဆိုလို့ရှိရင်ကျွန်တော်နံပါတ်1ဒီ search bar ကိုဒီ search လေးကိုအဲ့ဒါကတော့ဘလို့အခြေအနေမျိုးအတွက်လဲဆိုလို့ရှိရင် postal code ကိုတိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အာဒီအားလေးကိုနှိပ်ပြီးဒီမှာ postal code ရိုက်လိုက်တာနဲ့ကျွန်တော်တို့ရဲ့လိပ်စာကြာလာမှာပေါ့နော်အာပတ်သက်တဲ့လိပ်စာတွေအကုန်လုံးကြာလာလိမ့်မယ်အဲ့ဒီမှာကို land number မှန်တဲ့တိုက် number မှန်တဲ့ဥစ္စာကိုရွေးချယ်ရမှာပေါ့နော် postal code က Google မှာလည်းရှာလို့ရတယ်လို့ကျွန်တော်တို့အဲကို ကိုလိပ်စာနဲ့ဟိုမှာအိမ်လာကရင်းမိတာအဆရှိတရားဖြစ်တယ်မမလို့ရင်းလည်းပဲအဲဟိုဟိုခုံငန်းဖို့ဟိုကျွန်မရအမကန်စာရည်လာတဲ့အချိန်မျိုးမှာဖြစ်အဲဒီမှာပါတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အိမ်မှာ poster ကိုကိုရှာတီအောင်လို့အဲအဲ့ဒါတော့ပိုလွယ်တာပေါ့အဲ့တော့ဒီမှာဖြည့်လိုက်မယ်ဆိုလို့ရှင်ပြီးရင်အသေးစိတ်အချက်လက်ဖြည့်ဖြည့်ပြရတဲ့ကျွန်တော်တို့ဒီမှာပိုရအောင်ဆိုတော့ဒုံးကြီးဆိုပြီးတော့ဒီမှာတော့ agree ရွေးပေးသွားလိုက်မယ်ကျွန်တော်ပြီး register လုပ်လိုက်မယ် ားလုံးဖြစ်ပြီလို့ register လုပ်ပြီးသွားပြီဆိုရင်ပြီးသွားပါပြီအဲ့တော့ဒီမှာကျွန်တော်တို့ရဲ့ပတ်သက်တဲ့အချက်လက်တွေနေဒီမှာကျွန်တော်တို့ရဲ့ personal custom clearance code ဆိုတဲ့ဥစ္စာဒီကောင်းနေပြီးနေစတဲ့အားလုံးကောင်73လုံးဖြည့်မြင်တယ်နေရဲ73လုံးရှိတယ်ပြီးနေစတဲ့73လုံးရှိဒီ code ကကျွန်တော်တို့ခုနပြောသလိုဘယ်နေရာမှာပဲဆိုအဲ့တော့ဒီ code ဒီသူများနဲ့မှားเสียအကြောင်းမရှိဘူးမှားလို့လည်းမရဘူးကျွန်တော်တို့ကဘာကြောင့်လဲဆိုတော့ ဒီကိုတယောက်ထင်းနဲ့ပဲသက်ဆိုင်နေကိုတယောက်ထဲပဲတုံးရမှာနော်ကိုကုတ်ကိုတုံးပြီးတော့တခြားသူကတရားမွေးပစ္စည်းပဲအတွင်းနာမျိုးတွေဖြစ်နေတယ်အဲ့တော့အာဒါမျိုးလည်းလုံးလို့မရအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဒီကုတ်ကကိုတယောက်ထဲပဲတုံးရမှာအဲ့တော့တယောက်နဲ့တယောက်ထပ်နိုင်စရာလည်းအကြောင်းမရှိဘူးဒါအားလုံးဒါ unique ဖြစ်တယ်ပေါ့နော်ဒီနံပါတ်တွေကတယောက်ကိုတစ်ခုပဲပိုင်နေတယ်ကိုပိုင်ထားတဲ့ကဏ္ဍဒီတခြားဘယ်သူမှဆက်ပြီးတော့ပိုင်ဆိုင်မှုမရှိဘူးအဲ့လိုမျိုး꽈တာဖြစ်တဲ့အတွက်ဒါဒီကိုတယောက်ထဲပဲအသက်ဆိုင်နေကိုတယောက်ထဲပဲတာဝန်ရှိတယ်ပေါ့ကိုတယောက်ထဲပဲတုံးရမယ်ပေါ့နော် ဒါဆိုရင်တော့ဒီကုတ်ကိုရတော့ပါပြီအောင်မြင်မြင်ပြီးဆုံးတော့ပါပြီအော်အလုံးလောရတာအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်ထင်တော့အများဆုံးမှားကြတာဒီဒီအဆင့်မှာ authentication လောက်တဲ့အဆင့်မှာမှားကြတယ်ပြီးရင်လိပ်စာထည့်တဲ့အချိန်မှာနည်းနည်းတိုင်ပတ်တတ်ကြအဆင်မပြေဖြစ်တတ်ကြတယ်ပေါ့နော်အဲ့တော့လိပ်စာတွေကတော့အဓိကအင်္ဂလိပ်လိုအဆင်မပြေဘူးကိုရီးယားလိုလိပ်စာတည်အောင်လို့ကိုရီးယားလိုလိပ်စာထည့်မယ်ဆိုရင်ပို့ပြီးတော့လင်းလင်းမြန်မြန်နဲ့ပြီးမြောက်နိုင်တယ်ပေါ့နော်โอเคပါ ဒါဆိုရင်လောက်တက်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်